နောက်ပြန်အော်တိုဘာလ၄ရက်နေ့စနေနေ့အတွက်နောက်ဆုံးရမူလဝတ္တခမှတ်ချက်တွေနဲ့အရေးပေါ်သတိပေးချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အပူပိုင်းမုန်တိုင်းမမူဟာဒီကနေ့ညမှာတောက်တရုတ်ပင်တွေတွင်ကိုဝင်ရောက်လာပြီးနောက်ပြန်မှာတော့အကောက်နဲ့တိုင်ဖုံမုန်တိုင်းတစ်ခုဖြစ်အင်အားပြင်းထန်လာနိုင်ပါတယ်။အာရီပြပင်တွေအတွင်းမှာလည်းနောက်ပြန်မှာအားလွန်ကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်ပေါ်လာနိုင်ပါတယ်။မင်္ဂလာပင်လေော်အတွင်းမှာဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းရဲ့ကတော့ကုန်တင်းလေပြားနဲ့ရဲဝံအဖြစ်အိန္ဒိယနိုင်ငံတွင်ကိုဖြစ်ကျော်ဝင်ရောက်နေပြီပဲဖြစ်ပါတယ်။ အဲ့ဒီမုံလိုက်တွေရဲ့အရှင်ကြောင့်မနှက်ဖြံမှာချင်းပြည်နယ်နေပြည်တော်မှာနေရာဆက်စပ်ရှမ်းပြည်၊ကရင်ပြည်၊ရခိုင်ပြည်၊ကရင်နီပြည်၊မွန်ပြည်၊မန္တလေးတိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာနေရာကျကျမူရနိုင်ပါတယ်။စကိုင်းတိုင်းအောက်ပိုင်းနဲ့မကွေးတိုင်းတို့မှာတော့နေရာကွက်ကြားမူရဖို့ရှိနေပါတယ်။ဒေသလိုက်အထူးခန့်မှန်းချက်တွေအနေနဲ့မနှက်ဖြံမှာရန်ကုန်တိုင်းတစ်ခုလုံးမှာမိုးတင့်တင့်ရွာနိုင်ပြီးကော့မှု၊ကွန်းချံကုန်း၊ဒလား၊စိတ်ကြီးခနောက်ဘူးခန်းတဲ့ပင် လိုက်သားရနဲ့ရွှေပြည်သားတို့မှာမိုးကြီးနိုင်ပါတယ်ရှင်။ ဒါကြောင့်ရုတ်တရက်ရေကြီးတာနဲ့လမ်းမကြီးတွေပေါ်ရေကြောဝင်ရောက်တာတွေဖြစ်ပေါ်လာနိုင်တာကြောင့်မော်တော်ယာဉ်တွေအနေနဲ့အထူးသတိပြုသွားလာကြဖို့တိုက်တွန်းလိုပါတယ်။ကရင်နီနဲ့ရှမ်းပြည်တွင်ကဖရူဆို၊ဒီမော်ဆို၊မိုပြဲ၊ရိုက်ကော၊စီဆိုင်၊မိုင်ပွန်၊ရိုင်လင်၊နမ်ဆန်နဲ့ကချင်ပြည်နယ်တွင်ကမွန်ညင်ဒေသတွေမှာဝင်များနိုင်တာကြောင့်တောက်ကြရေစီးဆင်းတာနဲ့မြေပြိုတာတွေကိုသတိပြုကြဖို့တိုက်တွန်းလိုပါရဲ့ရှင်။အေယဝရီတိုင်းတွင်ကဖြာဘုံဘုကလေးမော်လမြိုင်ကျွန်းဝါခဲမှာအိမ်မဲမြောင်းမြ တ်သိမ်းကြောင်ကုန်ပန်းတနော်မြောက်တုံးမအုပင်ကြက်လက်တို့မှာမိုးသင်းတင်းကနေမှုများနိုင်ပြီးငတိုင်းချောင်းကျုံပြောဟင်္ဒရာနဲ့အင်္ဂဘူတို့မှာနေရာကွက်ပြုံမှုများနိုင်ပါရဲ့ရှင်။ဒါကြောင့်စိုက်ပျော်တော့သူတွေအနေနဲ့သတိပြုရမယ့်ကာလပဲဖြစ်ပါတယ်။မြေကြီးမှုသတိပေးချက်တွေအနေနဲ့ကတော့စစ်တောင်မြေဟာဆွေရည်ရမထက်မှာဆက်ရှိနေပြီးတောင်ကိုဖြူကြောက်ကြီးကညွတ်ကွင်းပင်တွေကိုပကူနဲ့ညောင်လေးပင်ဒေသတွေမှာမှုများနိုင်တာကြောင့်မြေကြီးဆက်လက်မြင့်တက်လာနိုင်ပါတယ် မြမပင်နယ်ပြင်အတွင်းမှာတော့လိုင်းတင်းတင်းသာရှိနေပြီးနှိုင်းမြင့်ပေရာ6ပေကနေ10ပေခန့်သာရှိနေတာကြောင့်ပင်လယ်ပြင်ခရီးသွားတွေနဲ့ကဏ္ဍကဝေရေလုပ်သားကြီးတွေအတွက်စိုးရိမ်ဖွယ်ရမရှိသေးတဲ့နေရာတွေပဲဖြစ်ပါတယ်။မူလဝေသဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျွန်တော်တို့ CG platform ရဲ့နောက်ဆုံးရမူလဝေသခန့်မှန်းချက်တွေကိုဆက်လက်ဆက်ကြည့်ပေးကြပါလို့မြင်တရခံပါရရှင်။